အခုတရားပါလဲဒုခွဲဘူးလားအဲဒါဒုခွဲမှုအဘော်ဖြစ်ကဒုခွဲဘူးတပည့်ဘယ်လိုခေါ်လဲဟဲ့ဟိတ်ထက်ကြော်စေဟိတ်ထက်ကြော်စေသူကလေးချက်ခဲ့တယ်အဲလာကျင်ကြီးပါဘူးပြီးွားလားပြီးွားလားအာပြီးွားလားလာပြရောဦးတော်အာတပါဘူလာဘောစီပါလာပြပြီးတော့ဟိတ်ထက်ကြော်ပြန်ပေးမယ်လို့လာပြန်ကြည့်ရပေးမယ်တော့ဖမေးပါကြည့်ပေးတယ်လာခဲ့ ဟုတ်ကဲ့ကျွန်တော်ညီကိုမော်မများအားလုံးပဲတော်လန်မနက်ခေးလေးပါဒီကနေ့ဇွန်လ၁ရက်နေ့မနက်ပိုင်းတည်ရတဲ့မြေပြင်စစ်ရေးသတင်းလေးကိုဖတ်ပြပေးပြီးနော်ဒီနောက်မှာကျွန်တော်တို့ထုံးစံတိုင်းပဲဗီဒီယိုလေးတစ်ပုဒ်နှစ်ပုဒ်သွားပြီးတော့ကြည်လိုက်အောင်ညာကဲတော့ပထမဆုံးကျွန်တော်တို့ဖတ်တီတို့ဘက်ကဒီမြဝတီမျိုးစောက်တက်ခလာရနှစ်ခုငါတက်ရင်ကိုတော်လိုင်းတက်တွေကပြစ်ခတ်တက်ခိုင်းနေပြီဆိုတဲ့သတင်းလေးကတော့ကရင်ပြည်နယ်မြဝတီမျိုးစောက်တက်ဖြစ်တဲ့ခလာရနှစ်ခုငါတက်ရင်ကိုတော်လိုင်းတက်တွေကမနေ့ကညဥ်ပိုင်းမှာလက်နက်ကြီးတွေနဲ့ဇက်တိုက်ပြစ်ခတ်တက်ခိုင်းနေပါတယ် မနေ့ကမေလ31ရက်နေ့ည9နာရီလောက်ကစပြီးည10နာရီလောက်အထိကိုတော်လိုင်းတပ်ဖွဲ့တွေကခလာရ209တပ်ရင်းထဲကိုလက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်ခတ်တိုက်ခိုက်နေတယ်လို့ကရင်စစ်ရေးသတင်းမြစ်တွေကလည်းပြောဆိုထားပါတယ်။မြောက်ဒီမျိုးကန်တူကတော့ခလာရ209တပ်ရင်းထဲကိုအနည်းဆုံးလက်နက်ကြီး10လုံးလောက်ကြားရောက်ပောက်ကွဲခဲ့တယ်လို့ပြောပြထားပါတယ်။ခလာရ209တပ်ရင်းကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL PDF ကော်ပိုရာပူးပေါင်းတပ်တွေက2024ခုနှစ်အေပယ်လ10ရက်နေ့ညကအဲ့ဒီတပ်ရင်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ လာယာနှစ်ခုငါတက်ရင်ထဲကတက်မလေးလေးတက်မမှုဘုံမှုကြီးစိုးမထက်အပါဝဲစစ်ကောင်စီတက်တာ၁၀၀ကျော်ဟာထမ်းမြစ်မှာချစ်ကြည်ရေးတရားအမှတ်နှစ်အောက်မှာတွားရောက်ခိုးလုံခဲ့ရပါတယ်ဒေါ်လိုင်းပူပေါင်းတက်တွေကခလာယာနှစ်ခုငါတက်ရင်ကိုတပတ်ကြာပဲထိ ंछ ုပ်ခဲ့ပြီးပြန်လဲဆုတ်ခွာခဲ့ရပါတယ်အခုအဲ့ဒီနှစ်ခုငါတက်ရင်ထဲမှာမြန်မာထိုင်းနယ်ဇက်ကတက်စကန်တိန်တက်ပါတွေကနေထိုင်းနိုင်ငံထဲသို့ထွက်ပြေးသွားတဲ့စစ်ကောင်စီတက်တာတွေကနှစ်ခုငါတက်ရင်ထဲသို့ပြန်လဲရောက်ရှိနေကြောင်းသိရပါတယ် မြန်မာထိုင်းနယ်ဇက်ကဗလီတို့စကန်သိတက်ဘွဲကနေထိုင်းနိုင်ငံထဲသို့ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သား60ကျော်ကိုမေလ27ရက်နေ့မှာနယ်ဇက်ဂိတ်ဖြစ်တဲ့16ဂိတ်ကနေမြောက်ပြည်မျိုးစောက်တပ်ဖြစ်တဲ့ခလာယ1ခုကတိုက်ရင်ထဲကိုပြန်လည်ပို့ခဲ့တယ်လို့စစ်ရေးသတင်းမြစ်တွေကပြောဆိုထားပါတယ်။ အဲ့တော့နေဇက်စကန်သိန်းတက်ဘက်တွေကနေထိုင်းနိုင်ငံဘက်ကြံကိုခွေးပြီးဝက်ပြီးပြီးသွားတဲ့ကောင်တွေကတော့အဲ့ဒီနှစ်ခုငါတက်ရင်ထဲမှာပြန်ပြီးတော့အပုတ်ခံရတာမကြသေးဘူးအခုတခါမှဆိုရင်တော့ဒါကျွန်တော်တော်လိုင်းတက်ဖွဲ့တွေကတော့ဒီမြောက်ပတီမျိုးစောက်တက်ဖြစ်တဲ့ဒီခလာယာနှစ်ခုငါတက်ရင်ထဲကိုလက်နက်ကြီးတွေနဲ့ပြစ်ခတ်နေပြီဆိုတော့ဒါကျွန်တော်ဖတ်တီတို့ကတော့ဒီမြောက်ပတီမျိုးကိုပြန်ပြီးတော့တိမ့်တော့မလားဆိုတာကတော့ဒါကျွန်တော်စောက်ကြည့်ရတော့မော်နော်ဒုတိယအနေနဲ့ကတော့စကိုင်းတိုင်းစကိုင်းမြို့ပေါ်စီအမှတ်33ချင်းမြန်တက်မှဌာနချုပ်ကိုစော်တိုက်တုံးသုံးလုံးဖြစ်ပြစ်ခတ်တက်ခတ်ခဲ့ရာ တက်မဌာနချုပ် အတွင်ထိရောက်စွာကြားရောက်ပောက်ကွဲခဲ့ပြီးစစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုရှိနိုင်တယ်ဆိုတဲ့သတင်းကောင်းလေးကတော့မနေ့ကမေလ31ရက်နေ့မွန်းလွဲ2:20မိနစ်ခန့်ကစကိုင်းမြို့ပေါ်စီအမှတ်33ချင်းမြန်တက်မဌာနချုပ်တက်မ33စခန်းအတွင်းသို့တရခုံမမစောရိုက်တုံသုံးလုံးပြည့်ပြတ်ခတ်တိုက်ခိုက်ခဲ့ရမှာတော့ထိရောက်စွာကြားရောက်ပောက်ကွဲမှုရှိခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားတွေထိခိုက်သေးဆုံးမှုနဲ့ပျက်စီးမှုများကိုစုံစမ်းနေစေဖြစ်ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုတော့ Brave Warrior 4မြန်မာ BWN အဖွဲ့ရဲ့ဥဆောင်စီမံမှုနဲ့ ဆဲရိုစကိုင်းအဖွဲ့နိုမိုဒက်တာစစ်အဖွဲ့နဲ့စကိုင်းမျိုးပြပျောက်ကြားတပ်ဖွဲ့တွေကပူးပေါင်းကတိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဲဒီအမှတ်33ချင်းမြတ်တပ်မဌာနချုပ်တပ်မ33ကနယူးတော်လိုင်းကာလာတဆောက်ပြည်သူတွေပေါ်နှင်းဆဲတပ်ဖြတ်ရာမှာအရက်ဆက်ဆုံးတပ်ဖြစ်ပြီးနမဲကြီးတဲ့စစ်ကောင်စီရဲ့လက်ယုံတပ်ဖြစ်တယ်လို့လက်ရှိမှာလဲတပ်မ33ရဲ့ဒုတမမှုဦးစီးကစကိုင်းမျိုးနဲ့အတွင်ကြေးရော်တွေမှာပြည်သူတွေကိုဖမ်းဆီးပြီးလူသားတန်းကလောက်ကစစ်ကြောင်းထိုးနေကြောင်းလဲသိရပါတယ်။ ဲ့ဒါလို့နှိမ့်ဆက်မှုကိုတုတ်ပြန်တဲ့အနေနဲ့အဆိုပါတက်မှ33စကန်ကိုစစ်ကောင်စီရဲ့ထိပ်သီးခေါင်းဆောင်တဦးလာရောက်မယ်ဆိုတဲ့သတင်းရတဲ့အတွက်ကြောင့်စစ်ကောင်စီထိပ်သီးခေါင်းဆောင်တွေအတွက်ပြည်စီရမြေမရှိမိသည့်နေရာမှာလုံခြုံမှုမရှိစေရန်အတွက် BWN နဲ့မဟာမိတ်တွေကတက်မှ33နဲ့၎င်းတို့ထိပ်သီးခေါင်းဆောင်နှင်းနေ BWN Mission 40ကိုဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းအသိပေးထားပါတယ်ဆိုပြီးတော့ခေတ်သစ်မီဒီယာကတင်ထားပြီးတဲ့ဒုတိယသတင်းကောင်းလေးပဲဖြစ်ပါတယ်ညာ သူတို့ဒီအချမ်းပတ်စစ်ခွေတဲထိတ်ပိုင်ကောင်းဆောင်တွေကနေစလို့ဒီစစ်ခွေကျုံတပောက်ကောင်းနေအထိနော်၎င်းမှာအေးအေးဆေးဆေးခေါင်းပြအောင်မအဲ့ရအောင် လုပ်ပေးနိုင်ခဲ့တဲ့ဒါကျွန်တော်တို့ BW1 အဖွဲ့ကိုလည်းဒါကျွန်တော်တို့တကယ်ကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဒီကြောက်ဖြူတပ်ဝဲမှာဖန်စီခံရတဲ့ဒုဗိုလ်ဘူးကြီးကျော်လင်းကြံရဲ့ကိုကြီးအချင်းထွက်ပေါ်လာပြီဆိုတဲ့သတင်းလေးကလည်းရခိုင်ပြည်ကြောက်ဖြူတပ်ဝဲမှာအာရခတ်တို့အေးကလက်ရဖန်စီခဲ့တဲ့ဒုတိယဗိုလ်ဘူးကြီးကျော်လင်းကြံရဲ့ကိုကြီးအချင်းရောက်ထွက်ပေါ်လာပြီဖြစ်ပါတယ်အဲ့ဒီဒုတိယဗိုလ်ဘူးကြီးကျော်လင်းကြံရဲ့တာဝန်ကတော့ တိုင်းစစ်ဦးစီးမှုဂျီဝမ်ဖြစ်ပြီးပညာအရေးချင်းမှာမဟာကွန်ပျူတာသိပ္ပံဖြစ်ပါတယ်။သူဟာ9ရက်တလ2000တခုနှစ်မှာအကြံပတ်စစ်ကောင်စီတပ်သေးတို့ဝင်ရောက်ခဲ့ပြီးစစ်တပ်ကတူအမှတ်စဉ်46ပြင်ဦးလင်စစ်တပ်ကတူဆင်းဖြစ်ကြောင်းသိရပါတယ်။၎င်းရဲ့ကိုပိုင်အမှတ်ကပအမမဂျီ3053နှစ်ဖြစ်ကအမျိုးသားမှတ်ပုံနဲ့အမှတ်မှာစနစ်မြင်းဆောင်တာကတနိုင်11763ဖြစ်ပါတယ်။ ဒီဒုတိယဘုံမကြီးကျော်လင်းကြံကိုမေလ30ရက်နေ့မွန်းလဲ3နိုင်ခန့်ကကြောက်ဖြူမြို့နယ်မင်းတက်တောင်ကြီးရမြောက်ဘက်မီတာ600ခန့်အကွာမှာစီးတဲ့ဆက်မှုလက်မှုတင်တန်းကြောင်းအနီးမှာဖြစ်ပွားခဲ့တဲ့နှစ်ဖက်တပ်ပွဲအတွင်းတပ်သားအနည်းဆုံး14ဦးနဲ့အတူအရခတ်တပ်တော် A ကလက်ရဖမ်းဆီးမိခဲ့တာပဲဖြစ်ပါတယ်။အဲ့တော့ဒါလီကတော့ဟိုဘတ်အော့တန်စာရက်ကွက်ကောင်နေသူတို့ဒီတိုင်းစစ်ဦးစီးမှုတကောင်ကတော့ဒါကျွန်တော်အရခတ်တပ်တော် A လက်ထက်ကိုရောက်လာပြီဆိုတာဖင်ပေးပြီးညင်းနေမှာစိုးလို့နော်အခုလိုကိုရေးအချင်းနဲ့တကွာချပြထားပေးပါတယ်။ နောက်ထပ်ပဲခူးနဲ့ကရင်ပြည်နယ်အစပ်တောင်ငူလက်တော်လမ်းပိုင်းမှာရိတ်ခါနဲ့စစ်ကူပို့ဖို့အတွက်စစ်ကြောင်းထိုးလာတဲ့စစ်တပ်နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့ဆိုတဲ့သတင်းလေးကလည်းမေလ26ရက်နေ့ညနေပိုင်းကတောင်ငူလက်တော်လမ်းမကြီးရဲ့တန်မိုးတောင်ကော်ဘတ်ချံကမ္ဘလာချံလမ်းပိုင်းစီကိုစစ်ကောင်စီတပ်တွေကရိတ်ခါနဲ့ခဲယမ်းများတင်ဆောင်ပြီးစစ်ကြောင်းထိုးလာတဲ့အတွက်ကြောင့်တော်လိုင်းတပ်တွေကလမ်းပိုင်းတနေရာကနေဖြတ်တောက်တိုက်ခတ်ခဲ့တာလို့သိရပါတယ်အဲ့ဒီတက်ခတ်မှုကိုဝရဇိန်အဖွဲ့နဲ့အတူတန်တော်မြောက်ပိုင်းပြည်သူ့ကာကွယ်အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ် တိုက်ခိုက်မှုအတွင်းအကြံပတ်စစ်တပ်ဘက်ကထိခိုက်တိုက်ဆုံမှုကိုတော့အတိမပြုနိုင်သေးကြောင်းနဲ့နိုင်ဝတ်ကြဖြစ်ပေါ်ခဲ့တဲ့အဲ့ဒီတပ်ပွဲအတွင်းစစ်ကောင်စီတပ်ဘက်ကလည်းကစင့်ကလျားနဲ့လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြန်လည်ပစ်ခတ်ခဲ့ကြောင်းသိရပါတယ်ဆိုပြီးတော့မောင်းကထပ်ပြီးတော့တင်ထားပြီးတဲ့သတင်းလေးပဲဖြစ်ပါတယ်။နောက်ထပ်အကြံပတ်စစ်ကောင်စီရဲ့ပေါ်တာဆွဲခြင်းကိုခံခဲ့ရပြီးအောင်စရစစ်ကြောင်တို့ပို့ဆောင်ခံရတဲ့ခမရတက်တက်နှစ်တက်ရင်မှာစစ်မှုထမ်းတက်တာတဲ့ထက်စီသူ KNL ထံကို အလင်းဝင်ရောက်ခဲ့တဲ့သတင်းလေးကလည်းစစ်မှုထမ်းတက်တာတဲ့ထက်စီသူက အကြံပတ်စစ်ကောင်စီရဲ့ပေါ်တာဆွဲခြင်းကိုခံခဲ့ရသူဖြစ်ပြီးအဲဒီဖမ်းဆီးခံရပြီးတဲ့နောက်ကုတစ်တုံညာစုဆောင်ရေးတပ်တို့ပို့ဆောင်ခံခဲ့ရကရက်စောက်ကနေတဆင်တမငန်းငန်းလက်အောက်ခံခမရတတနှစ်တက်ရင်တို့ရောက်စီလာခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဲဒီလိုတော်လိုင်းတက်ဖွဲ့တွေထံကိုအလင်းဝင်ရောက်မဲ့စစ်ကောင်စီတပ်သားတွေကိုလည်းအထက်အရာစီတွေကတပ်ဖြတ်မဲ့ဆိုပြီးချင်းချောက်မှုတွေလည်းစီကြောင်းသိရပါတယ်။အဲ့တော့ကိုတီစေတန်နဲ့ဒါကျွန်တော်ပြည်သူတွေဘက်ကိုမျက်နှာမူလာပေးခဲ့တဲ့ရဲဘော်ကိုလည်းဒါကျွန်တော်တကယ်ကိုလေးစားပါတယ် ကဲတော့ဒီမနက်ပိုင်းအတွက်စေတည်င်းကောင်းလေးတွေကတော့ဒီလောက်ပါပဲဒီနောက်မှာ ပထမဆုံးမော်ခီစကန်သိမ်းပြီးတော့နေမီဆင်းလေးရောက်နေတဲ့ကျွန်တော်ရဲဘော်တွေရဲ့ဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်လိုက်အောင်ညာဒီနော်မော်ခီစခိုင်ပတွေ့လီပနစ်ကတာတော့လီနော်နော်ဗနစ်လေးနာဖားလေးနာဖားလေးနော်ထက်လာလို့ရသေးတယ်နော် မင်းတို့စောင့်နေသေးတယ်နော်လာဖို့လာဖို့စောင့်နေသေးတယ်နော်ဒီမှာလာဖို့စောင့်နေသေးတယ်နော်မင်းတို့နော်ကြားလားမင်းတို့စောင့်နေသေးတယ်တက်လာလို့ရသေးတယ်နော်မတက်ရတော့ဒီကောင်ထွက်ပြေးပါဦးတက်တယ်လို့ကသူအဆောင်ပြမော်ခီမော်ခီခါကြပြီဟေးဟောလာဆောလာဝီကြရပါအေးဒါဝေးဟောနောက်တော့ပါ ဆောင်းဆောင်ကြားလို့ ਨੇ ထွေးပြီးရောဘီဂျလီမဆောက်တာခွေးပြီးဝက်ပြီးစကန်ဟိုစာခွေးရှင်နော်လဲဘောကျလို့ဝေးခွေး အခုတရားပါလဲဒုခွဲဘူးလားအဲဒါဒုခွဲမှုအဘော်ဖြစ်ဒုခွဲဘူးဒါပေမဲ့ဘယ်လိုခေါ်လဲဟဲ့ဟဲ့ဟဲ့ချက်ကြောစေဟဲ့တက်ကြောစေသူကလေးချက်ခဲ့တယ်အဲလာပြန်ယူပါဦးတီးဝါလားတီးဝါလားအာတီးဝါလာပြန်ယူတယ်နော်အာဒီပါဘူလာဘောစီပါလာပြန်ယူတော့ဟိတ်ထက်ကြောပြန်ပေးမယ်လို့လာပြန်ရပြန်ပေးမယ်နော်ခပေးပါကြည့်ပဲလာခဲ့ကဲတော့နောက်ထပ်အရခတ်တတ်တော့အေရဲ့စစ်သမီးလေးတွေရဲ့ပြောစကားလေးတွေကိုကျွန်တော်ဆက်ပြီးတော့ နားထောင်ကြည့်လိုက်အောင်ညာကျမတို့ကကိုပိုင်းအုပ်ချုပ်ခွင့်လိုရှင်လားကျမတို့ကိုပိုင်းအုပ်ချုပ်ခွင့်ရမှာကျမတို့ကိုပိုင်းပြဋ္ဌာန်းခွင့်ကျမတို့ဘီနာဘီဟာလိုတယ်ဘလို့လောက်ရင်ဘလို့ကန့်တွင်ဘလို့ဖြစ်တယ်ဆိုတာဖြစ်လာမှာအခုကအခြားသူကအုပ်ချုပ်နေတော့ပထွေးမိထွေးအဲ့လိုအုပ်ချုပ်တယ်လို့အများကြီးရှုံးနေခံရတယ်ပေါ့ ရခိုင်ပြည်ထဲကနေပြီးတော့ထွက်တဲ့ပြန်စားရတွေပိုင်ဆိုင်မှုတွေအကြောညီမတို့ရဲ့ရပိုင်ခွင့်တွေနဲ့ညီမတို့ရရဲ့ရလာရလုံအောင်မမြဘူးအဲကြောင့်မလို့ဒီလိုမျိုးရခိုင်ပြည်အတွက်ဒီလိုမျိုးတူလောင်ရေးဆိုတာမလောက်မဖြစ်ဘူးဆိုရဲအသည့်ဆိုင်တွေနဲ့ဒီလိုမျိုးရခိုင်ပြည်ရခိုင်စစ်သည်မီတယောက်အဖြစ်လောင်းမယ်ဆိုပြီးတော့ဆုံးဖြတ်ခြင်းနဲ့တန်လက်တန်ချက်ပြီးတော့လာမှာဖြစ် ကျမမိသားစုတစ်ခုလုံးကိုခွေးရပေးမယ်အခုကျမလုံနေတဲ့လောက်ကကျမတို့ရခိုင်ပြည်တပြည်လုံးအတွက်လုံနေတာဆိုတော့ကျမကိုကိုဂုဏ်ယူတယ်မြင်မကြပါဘူးပြန်ရှင်နေဒါပေမဲ့မိသားစုတစုကိုမကာကွယ်နိုင်မထောက်မပေးနိုင်ဆိုတော့အခုကရခိုင်ပြည်ကြီးတစ်ခုအတွက်ဆိုတော့ကိုကိုကိုအားရပါတယ် တော့ပြင်မဆာအလှအကြိုက်တယ်။အစမ်းမစ်တယ်အိတ်မစ်တယ်အလောက်ကန်လေးမရှိဘူး။အဲ့တော့ရောင်ဝဖဲ့သွားတော့အလောက်ရှိတယ်။ကိုယ့်ရခိုင်ပြင်မဆာအလောက်ဘာမှမရှိဘူး။အဲရေခက်ထမက်ရှိဒီတိုင်းပဲ။အဒီရောက်တော့စီကန်လေးရှိလာတယ်ပြီးတော့အလောက်လေးရှိလာတယ်အရှင်းကိုဘလို့ကြိုဖဲ့ရတယ်။နားတဲ့အရှင်းတွေစဘာတွေလောက်ရတည်လာတယ်ပြီးတော့စာအုပ်တွေဖဲ့ရတယ်ဒီမှာဆိုဘုဒ္ဓတာအစရတအကုန်လုံးဘေးဟာကိုပိုကြိုက်ဆိုဒီမှာရောက်မှာစာအုပ်ဆိုလည်းတည်လာတယ်။ ညီမတို့လာမဲ့နောက်ရခိုင်အနာဂတ်တွေပေါ့နော်ရခိုင်ရဲ့လမ်းပြခြေလေးတွေပေါ့နော်တို့တွေကိုညီမတို့ဖိနှိပ်ခံရတဲ့လူမျိုးမဖြစ်အောင်ပေါ့နော်သူများတွေဆီမှာအောက်ချခံရတဲ့လူမျိုးမဖြစ်အောင်ပေါ့နော်လက်ရေးဆိုတဲ့လက်ဆောင်ကြီးကိုယူလာပေးခြင်းတွေမှာ အဲ့တော့ဒါကျွန်တော်ညီအမတွေကိုလည်းတကယ်ကိုလေးစားပါတယ်နော်ကဲလာပါပြီတို့တို့ဒီအကြံပတ်စစ်တပ်ထဲကဂျုံတပေါက်ကောင်တွေကတို့ရဲ့ဖိနှိပ်ခံရတဲ့အကြောင်းတွေကိုဒီဘောမပြောင်ကြီးကိုတည်င်းနေပေးတယ်ဒီပြောင်ကြီးကနေမှတစင်ဒီလိုင်းဘော့တက်ပြီးတော့တို့တို့ဒီစစ်တပ်ရဲ့အပုတ်တွေကိုဖော်လို့ဒီပြောင်ကြီးရဲ့တည်င်းပေးတွေကိုစစ်တပ်ထဲမှာလိုက်ပြီးတော့စာနေပါတယ်ဆိုပြီးတော့ဒီကောင်ကိုယ်တိုင်ပြောပြထားလေကိုညောဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ကျွန်တော်ပြီးခဲ့တဲ့တရက်နေ့လောက်ကပြောလိုက်တဲ့ကိစ္စရှိတယ်အရာဝတီမှာ ARD 344ပေါ့344အမြောက်တက်မှာအမြောက်တက်မှာဒီဒံယာရစစ်တီအယောက်40ကျော်လောက်ကိုမဆရ4ဆိုတဲ့ပသိမ်ဈေးရုံမပို့ပေးပဲနဲ့ဒံယာရတွေပါဆိုမှပြန်ပြီးတော့ဒီအဲခန်းစစ်မှာခန်းစစ်မှာပြင်ပြီးထားတာတွေတေကန်ကြီးပေါ့တေကန်ကြီးဒီစောက်ဒါမှမဟုတ်ရှင်လဲ all new new တဲ့ချိန်ကြီးစောက်အဲ့တော့မှသာမင်းတို့ဈေးရုံပို့ပေးမယ်ဆိုတဲ့ပုံစံမျိုးတွေလုပ်နေတာလေအဲကျွန်တော်သိရှိရတဲ့အကြောင်းမို့လို့ကျွန်တော် online မှာနေပြောလိုက်ပါတယ်ပေါ့နော်အဲပြောလိုက်တဲ့အခါမှာပြောလိုက်သည့်လျှောက်လဲ မကောင်းတာလုပ်လို့ရှိရင်လည်းမကောင်းသလိုဝေဖန်ရမှာဖြစ်ပါတယ်အခုလိုမျိုးသူ့အနေနဲ့အလောင်းငယ်သားတွေပုံမှန်ပြပြသလဲနဲ့အဲသူ့အနေနဲ့ကတော့သူတို့သိကျင်တာတခုရရှိမှာပေါ့ကိုမမောင်စီဘယ်သူဆက်သွယ်လဲဆိုတာသိကျင်တဲ့အတွက်ကြောင့်မလို့စက်တက်ထဲမှာဖုံးနေလိုက်စစ်တယ်သူကကြားသိရတယ်တေချာတခုကတော့ကိုမမောင်စီငါးတကောင်လိုမျိုးနှုတ်လုံပါတယ်ငါးဆိုတဲ့တော်ဝါဟာဘလောက်ကြီးပဲနော်ခင်ဗျားတို့မေးမေးသူဟာအရန်ကိုအဲနှုတ်လုံပါတယ်နော်အဲ့ဒီထဲမှာကျွန်တော်လည်းပါပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ ားလုံးကိုကျွန်တော်ကျွန်တော်ကလဝကျွန်တော်ကလျှို့ဝက်ဆိုလို့ရှိရင်အားလုံးကလျှို့ဝက်ပါပဲเนาะအဲ့ဒါကြောင့်မလို့ဘယ်တော့မှမကြိုးစားလိနေလို့ကျွန်တော်ပြောချင်တယ်เนาะအဲ့တော့နောက်တစ်ခုကတော့အကြောက်ဖြူမှာ25ရင်းနေကဒီပြူဟာမူတယောက်ပေါ့နော်ကြာသုံးတယ်ဆိုလို့တစ်ဖက်ကတင်လာတာရှိတယ်ပေါ့နော်อืมတစ်ဖက်ကတင်လာတယ်တည်တည်ချာချာလဲသူတို့နာရီဖိတ်စာတွေပိုင်းနဲ့တေချာပြတာတွေ့တယ်အဲ့ဒါဖိတ်စာကျွန်တော်ကြားသိရတဲ့တင်းလျောက်ဆိုလို့ရှိရင်လည်းမှန်ပါတယ်เนาะအင်းကြောက်ဖြူမှာမရတော့လားမူတယောက် အာတိုင်းပြည်နဲ့နော်ပြည်သူအတွက်တပ်ပေးသွားရပါလေပေါ့ဗျာနော်ဒီဝတ်ဒီဒီဝတ်ဆက်လည်းပဲစီးရေးချင်းနေအဖြစ်တော့အဲတင်ပါလေတင်ပါကြောက်ဖြူမှာတော့သူလင်ကိုလင်ပါပဲကျွန်တော်တို့ခင်ဗျားတို့ဒါမျိုးအေးအေးဆေးဆေးနေနိုင်တဲ့အချိန်မှာကြောက်ဖြူမှာရှိနေတဲ့စစ်တီတွေရတက်ဖွဲ့ဝင်တွေပြည်သူစစ်တွေနော်ဘူဟာမှုတွေစသဖြင့်ပေါ့ဗျာအားလုံးဟာမိုးတဲရီထဲမှာရွေ့ချင်ချောတိုက်ပွဲဝင်နေကြတယ်ဆိုတော့သိစေချင်တယ်ပေါ့ဗျာနော် အဲ့လိုမျိုးရွရွချွတ်ချွတ်တိုက်ပွဲဝင်နေတယ်လို့ပြောပြီးဆိုကြတဲ့ကနော်ဘလောက်တိအခြေအနေဆိုးနေပြီလဲဆိုတာအလုံးသိတော့ပေါ့မကြခင်လဲကြတော့မှာပါအေးကြောက်ဖြူကတော့ကဲနောက်ဆုံးအနေနဲ့ကတော့တို့ဒီမနေ့ကပြုတ်လုခဲ့တဲ့ငလင်းပြန်လဲထူထောင်ရေးဆွေးနွေးပွဲမှာစစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီးတော့ဘာတွေဆွေးနွေးသွားခဲ့လဲဆိုတဲ့အကြောင်းဒီစဘာပွဲစားကြောင်မင်းမင်းပြောပြထားတာလေးကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ဦးကြစွာဖြင့်ထည့်ပြီးတော့ဆွေးနွေးလိုက်တဲ့အကြောင်းတော်တခုကြီးတစ်ခုရှိတယ်အဲ့ဒါပေါ်ဆိုတော့စစ်မှုထမ်းကိစ္စ စစ်မှုတဲ့ကိစ္စကြောင့်လူငယ်တွေကထိတ်လန့်သွားဆိတ်လန့်သွားပြီးပြပောက်ထွက်ပြေးသွားကြတာအများကြီးပဲအဲ့ခါကျတော့လုံသားရှားမှုပြည်တွင်းမှာဖြစ်တယ်ပြီးတော့လက်ရှိဆက်ယုံအလုပ်ယုံတွေမှာရှိနေတဲ့လုပ်ငန်းလုပ်လုပ်တဲ့လုံသားတွေကိုယ်တိုင်ပင်လျင်စစ်မှုထမ်းကိစ္စနဲ့သူတို့စိုးရင်ချက်တွေနဲ့ပြင်နေရတယ်အဲ့တော့ပုံလိုက်ပြောတော့လုပ်ငန်းကွင်ကိုသွားဖို့စစ်မှုထမ်းကိုကြောက်နေကြတာအဲ့တော့စစ်မှုထမ်းကိုကာမခံကလေးကိုပေးနိုင်ဖို့သို့မဟုတ်စစ်မှုထမ်းကိုအချိန်တစ်ခုရောင်းခဏဆိုင်းငံ့ပေးဖို့ဆိုတဲ့ကိစ္စတွေကိုလုပ်ငန်းရှင်တွေဘက်ကဝိုင်းဝန်းတင်ပြဆွေးနွေးကြတယ်လုံသားရှားမှုပြည်တွင်းမှာဒုက္ခလာတာဖြစ်တယ် ဆိုနေကြတယ်ဗောနော်အော်စစ်မှုထမ်းကိစ္စကလည်းထည့်ပြီးလုံမရှင်နိုင်ခေါင်းကိုက်ရကိစ္စအဲ့ဒါကကျွန်တော်တို့ peace store တော့လည်းအဲ့ဒီတိုင်းပဲ peace store တွေမှာလည်းဒီစစ်မှုထမ်းကိစ္စကျွန်တော်လည်းပါတယ်စစ်မှုထမ်းကိစ္စကိုဝိုင်းဆိုနေကြတယ်ဆိုတော့ကျွန်တော်အမြင်ပြောရရင်စစ်မှုထမ်းကိစ္စဟာလူကြီးတွေကအကယ်၍ဒီစစ်ပွဲတွေကကျော်ပါသွားပြီမရှိတော့ဘူးဆိုရင်စစ်မှုထမ်းကိစ္စကဆိုင်းငံ့တာဖြစ်လာနိုင်တယ်ကျွန်တော်ကြည့်ပြောရအောင်နော်စစ်မှုထမ်းကိစ္စကဆိုင်းငံ့တာဖြစ်လာနိုင်တယ်စစ်မှုထမ်းကဆိုင်းငံ့တာဖြစ်လာနိုင်တယ်ဘယ်တော့လဲလို့မင်းရောမကြတော့ခင်ကာလဒီရောက်နေပေါ့ဗျာ ဆိုင်ရနာဖြစ်လာတယ်အဲ့တော့စမှုတန်ကိစ္စအတွက်တောကရရောက်နေကြတဲ့သူတွေတောကမရောက်ကြပါနဲ့ကိုယ့်ကလို့ဆက်ရှင်လုံးကြပါစမှုတန်ဆိုင်ရနာတော့မချာခင်သောကာလတွေဖြစ်မှာဖြစ်လာနိုင်တယ်အဲ့သိမချာပါဘူးခင်ဗျာ10နှစ်မကြာဘူးဗျာဆိုင်ရနာဆိုင်ရနာကာလနောက်10နှစ်ကြာမှဖြစ်လာပြီမဟုတ်ဘူးတနည်းနှစ်နှစ်အတွင်းမှာဖြစ်လာနိုင်တယ်တနည်းနှစ်နှစ်စမှုတန်ဆိုင်ရနာတော်တော်လေးဒီဒီကိစ္စကိုတုံ့ပြောရတယ်ဆိုတော့အဲ့ဒါတော့တွေ့ရတယ်ဆိုတော့အဲ့တော့နောက်ထပ်တနည်းနှစ်နှစ်ဆိုကြတဲ့ကမင်းတို့ဒီအချမ်းပါစစ်တက်ကလည်းအေးချင်းဒီစေအောင်ပါဦး အခုတော့မှဖုတ်လူပြလူနဲ့ခွေးတွေဝတ်တွေတွေခွေးဆုံဝတ်ဆုံတွေဆုံးနေတဲ့ဟာကိုနော်ကဲတော့ဒီမနက်ပိုင်းလေးကတော့ဒီလောက်ပါပဲအားပေးကြတဲ့ညီကောင်မတော်ပါတယောက်ချင်းစီတန်းဒူးပဲကျေးဇူးတင်စီပါတယ်နောက်ဗီဒီယိုမှာနောက်သတင်းကောင်းတွေနဲ့ပြန်တက်လာခဲ့ပါဦးမယ်အားလုံးပဲကျန်းမာပေးခြင်းကြပါဘူးညာ